GED Science ရဲ့ဒီမေးခွန်းလေးကိုအတူတူလေ့လာကြည့်ကြရအောင်။ဒီမေးခွန်းလေးမှာဆိုလို့ရှိရင်သူကပုံပေးထားပါဗျ။ပုံကိုရုတ်တရက်ကြည့်လိုက်လို့ရှိရင်တော်တော်လေးရှုပ်တယ်လို့ထင်ရတယ်ပေါ့နော်။ညရရဟိုဘက်ကိုထိုးလိုက်ဒီဘက်ကိုထိုးလိုက်ပြီးတော့ box တွေလည်း၃၄ခုလောက်ရှိတယ်ဆိုတော့တော်တော်လေးရှုပ်ပါရဲ့အဲ့ဒါကြောင့်မို့လို့ပုံကိုအရင်ဦးဆုံးမကြည့်ဘဲနဲ့အောက်ကမေးခွန်းကိုအရင်ဦးဆုံးဖတ်ကြည့်ပါအဲ့တော့မေးခွန်းကိုဖတ်ကြည့်ရတဲ့နေရာမှာဘာတွေ့လဲဆိုရင် using the information in the diagram ပုံမှာပေးထားတဲ့သတင်းအချက်အလက်တွေကို သုံးပါလို့ပြောထားပါတယ်အဲ့ဒါကြောင့်မို့လို့ပုံကိုအဓိကကြည့်ပြီးတော့ဖြေပေးရပါမယ်အဲ့တော့သူထပ်မေးထားတာက how many လို့ထပ်မေးထားတယ် how many လို့မေးတာဖြစ်တဲ့အတွက်ကြောင့်အရေးအတွက်တွေကိုပဲဖြေပေးရတော့မယ်အဲ့တော့အောက်ကအဖြေရွေးချယ်စရာတွေမှာကြည့်မယ်ဆိုလို့ရှိရင်လည်း9300 2000 2300ဆိုပြီးတော့ရွေးချယ်စရာတွေတွေးလိုက်မယ် ဲ့တော့ဒီနံပါတ်တွေကဘယ်နံပါတ်မှန်လဲဆိုတာကိုကြည့်ရမယ်ပေါ့နော်အဲ့တော့အဲ့ဟုတ်ပြီအဲ့တော့အရေအတွက်ကိုမေးတယ်ဘသူရဲ့အရေအတွက်လဲနော်စက်ကြည့်လိုက်တဲ့အခါမှာကာဗွန်ရဲ့အရေအတွက်အဲ့တော့ကာဗွန်ဟာဗမာရှိတဲ့ကာဗွန်ရဲ့အရေအတွက်လဲ fossil fuel တွေမှာရှိတဲ့ကာဗွန်ရဲ့အရေအတွက် fossil fuel မှာမှဘလို့လောက်ထားတဲ့ fossil fuel လဲဆိုရင် deposit store နော်တူလောင်ထားတဲ့ဒီတိမ့်စီထားတဲ့ အဲဒီ fossil fuel တွေမှာရှိတဲ့ကာဗွန်ရဲ့အရေးအတွက် gigaton ကိုသူမေးထားပါတယ်။အဲ့တော့ပုံကိုပြန်ပြီးတော့ကြည့်ကြကြရအောင်။ပုံကိုပြန်ကြည့်တဲ့အခါမှာဒီဘက်ဘက်အဆုံးမှာပေါ့နော်။ fossil fuel emission ဆိုပြီးတော့တွေ့ရဲ့။အဲ့မှာ 7GD ဆိုပြီးတော့လည်းတွေ့ရဲ့။အော်အဲ့တော့အခုနောက်ရွေးစရာတွေရဲ့မဲ့နမက် A မှာလဲ 7GD ဆိုပြီးတွေ့ရပေါ့နော်အဲ့တော့ fossil fuel လည်းတွေ့ရ 7GD လည်းတွေ့ရအဲ့အကြောင်းမို့လို့ ကအမြန်အမြန်သွားဖြေလိုက်မယ်ဆိုလို့ရှိရင်မှားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ fossil fuel ရဲ့ဘေးနားမှာရေးထားတဲ့ emission ဆိုတဲ့စကားလုံးဟာထုတ်တာတွေထွက်လာတာတွေကိုပြောချင်တာဖြစ်ပါတယ်။မေးခွန်းမှာမေးထားတဲ့ deposit ဆိုတဲ့စကားလုံးက store လုပ်ထားတာ ိန်းထားတာမျိုးပြောချင်တာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ fossil fuel emission ဆိုတဲ့ဘေးနားမှာ 7GG ကိုယူလိုက်ရင်မှားရယ်ပေါ့နော်။အဲ့တော့ပုံတစ်ခုလုံးမှာစက်ကြည့်တဲ့အခါမှာလည်း fossil fuel ဆိုတဲ့စကားလုံးကိုထပ်ပြီးတော့မတွေ့ရပါဘူး။အဲဒါကြောင့်မလို့ဘေးနားကိုသွားဖြေရမလဲပေါ့နော်။ အဲ့ဒီအချိန်မှာဆိုလို့ရှိရင်တော့ဘုရားပို့ပြီးအရေးကြီးလာလဲဆိုတော့ fossil fuel ဆိုတဲ့စကလုံးရဲ့ဒီငကိုအတိပေါ့နော်ငကိုဒီ fossil fuel ကိုအတန်းထဲမှာဖတ်ဆောင်ထဲမှာတင်တဲ့အခါမှာတွေ့ခဲ့ရတဲ့စကလုံး၃ခုရှိရဲ့အဲ့ဒါကဘာလဲဆိုတော့ fossil fuel မှာဒီ၃မျိုးရှိရဲ့ပေါ့နော်ပထမတစ်မျိုးက oil ဒီရေနံစိမ်းနဲ့ပတ်သက်တဲ့စီတွေဒုတိယတစ်မျိုးကကြတော့ natural gas တဘာဝဓာတ်ငွေတတိယတစ်မျိုးကကြတော့ coal ကြောင်မီသွေး အဲ့အဲ့၃ခုလုံးဟာ fossil fuel ထဲမှာပါတယ်ဒါဆိုလို့ရှိရင်အခုနောက်ကအခုနောက်က fossil fuel emission ကိုရွေးလို့မရတော့ဘူးဆိုရင်ဒုတိယအချက်အနေနဲ့ဘာကိုစဉ်းစားသင့်တယ်လဲဆိုတော့ coal တွေ oil တွေ natural gas တွေကိုထပ်ပြီးတော့ရှာလို့ရတယ်အဲ့တော့အဲ့မှာအဲဒီဒုတိယမြောက်အလဲ box လေးမှာပေါ့နော်အလဲရအကွက်ကလေးမှာတွေ့လိမ့်မယ်အဲ့တော့ဒီပါလဲ coal deposit 2000 GD oil and gas deposit 300 GG ဆိုပြီးတွေ့လိမ့်မယ်အဲ့တော့သူမေးထားတဲ့ deposit ဆိုတာလည်းမှန်တယ်အဲဗာလဲဒီခုနကခိုးတွေ oil တွေ gas တွေလည်းရှိတယ်အဲ့တော့၃ခုလုံးပေါင်းပြီးတော့ပြောတာမှာ fossil fuel လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်စုစုပေါင်းဆိုရင်ဘယ်လောက်ဖြစ်မလဲဆိုတော့2300နဲ့ဆိုတော့2300ပေါ့နော်အဲ့တော့ အဲဒီမှာဆိုလို့ရှိရင်အမေကုန်းကိုဒါပုံကိုလည်းရှုပ်အောင်လုပ်ထားတယ်ပြီးတော့အလွယ်တကူမှားမိသွားအောင် fossil fuel emission ဆိုပြီးတော့လည်းမှားအောင်လုပ်ထားတယ်ပေါ့နော်ကဲဒါပေမဲ့လည်းကိုက fossil fuel မှာခိုးတွေအဝိုင်းတွေ natural gas တွေဆိုတာပါတယ်ဆိုတာသိလို့ရှိရင်တော့အဲ့တုံးကိုပေါင်းပေးလိုက်ရုံပဲအဖြေကအများကြီးမခတ်တော့ဘူးအဲ့တော့အဖြေအမှန်ကဘာလဲဆိုလို့ရှိရင်ဒါ2300ပေါ့နော်အဲ့တော့2300အဖြေမှန်ဒီပါ